ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါခင်မသန်းဟုတ်ပြီ53နှစ်ပါဆရာကြီးအရွယ်ကောင်းနေမိကြတယ်နော်တောင်တူးတဲ့ဟုတ်ပြီကြောက်ပန်းောင်းပါဆရာကြီးဟုတ်ပြီဆရာကြီးရှင်ရဲ့ချစ်ဖမိုးတွေရောင်းနေလို့ပါတဲ့ချစ်ဖမိုးနှစ်ဖက်စလုံးနဲ့တစ်ဖက်တည်းလားဟုတ်သူအဲ့ဒါလေးပဲရေးတာမပြောဘူးပေါ့နော်ဟုတ်ကဲ့ဆရာကြီးချစ်ဖမိုးကြီးလို့ပြောချင်ပြတော့နေပါစလို့မော်ဟုတ်ကဲ့ပါဆရာကြီးတမီးအဲ့ဒါဆိုတာပါတာတွေရရမယ်တမီးရဟုတ်ကဲ့ဆရာကြီးချိုးရောင်းတာလေ သောတာပါရရမယ်။နောက်တမိစီးတဲ့ဖနာကျောင်းမကြီးဖနာကိုစီးရမယ်။ဟုတ်ကဲ့ဆရာ။နောက်အိတ်တဲ့အခါမှာဆောင်းလေးကိုလည်းမြှင့်ပြီးတော့အိတ်ရမယ်။ဟုတ်ကဲ့ပါဆရာ။ထိုင်တဲ့အခါမှာလည်းကိုယ့်မှာကိုလွတ်လပ်ထိုင်လို့ရရှင်။ရှေ့မှာအတင်လေးမှာတင်ပြီးတော့ထိုင်မှာအောက်ကိုတွဲလောင်းချမထိုင်ပါနဲ့။ဟုတ်ကဲ့ပါဆရာ။နော်။နောက်လင်းစီလင်းတဲ့အခါမှာအပူမှန်သမျှအားလုံးရက်ပါ။ဟုတ်ကဲ့ပါဆရာ။တက်ဖြူတို့တော်တန်ကြီးတို့တော်တန်ကလေးတို့မလိမ့်ပါနဲ့။ ဟုတ်ကဲ့ပါတဏ္ဍခါကရမက်ကိုလိမ့်ပါအဲ့တဏ္ဍခါလိမ့်လိမ့်ကရမက်လိမ့်လိမ့်တမိတကောတကောရက်ပါခဏမစားမိပါစေနဲ့ဟုတ်ကဲ့ပါဆရာနော်အဲ့လိုနေကိုတမိယောဂတက်တာမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းဘုရားရှင်ကြပါစေဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥလှမျိုးသိမ်းပါဟုတ်ပြီ58ပါဆရာကြီး58နှစ်အရွယ်ကောင်းနေနော်ဟုတ်ကဲ့ စက်ပစ္စည်းအယောင်နဲ့စကိုင်းတိုင်းကန့်ဘလူးရပါစကိုင်းတိုင်းဟုတ်ပြီဟုတ်စက်ပစ္စည်းရောင်းနေပေါ့နော်အယောင်ဝယ်လုပ်တယ်ဆရာကြီးခင်ဗျားတဲ့အိတ်ချိန်တွေမှာတဲ့ခြေပွားတွေတဲ့လက်အရည်ပြားတွေတဲ့ခန္ဓာကိုယ်တဲ့ပူပါတယ်တဲ့အဲဟုတ်ပြီသွားလာလှုပ်ရှားနေရင်မသိတာပါဘူးတဲ့ဟုတ်ပြီအပူတွေရော့အောင်တဲ့ဘလို့နေထိုင်စောက်ပေါက်ရမလဲခင်ဗျားတဲ့ဒုက္ခနာကိုမှာအပူလွန်နာအေးလွန်နာနှစ်မျိုးရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အပူလွန်နာကတော့ အန္တရာယ်မရှိဘူးဟုတ်ကဲ့သိအေးရင်လေဖြတ်တတ်တယ်ဟုတ်ကဲ့ဆရာအဲ့ဒီအပူလွန်နာတက်တာဖို့အတွက်ကရေချိုးတဲ့အခါရေချိုးတဲ့အခါတိုင်းမှာဟုတ်ကဲ့ပါဆရာနော်မချိုးမီဟုတ်ကဲ့ပါဆရာမကြီးမဲ့ရေကျဲကျဲလေးဖြော်ဖြော်ဟုတ်ကဲ့ဖြော်ပြီးအဲ့ဖြစ်တဲ့နေရာတွေပုတ်ပြီးပုတ်ပြီးတော့မှ9မိနစ်10မိနစ်နေပြီးတော့မှရေချိုးရေချိုးပြီးလို့ရှိရင်အိမ်မှာရှိတဲ့ကိုကိုအကူညီပေးလို့ရမယ်သမီးတို့ ညမတို့ဇနီးတို့ရှိရင်တဏ္ဍာရီချေးလေးပုတ်ပေးလိုက်ဟုတ်ကဲ့ဆရာဖြစ်တဲ့နေရာကိုဟုတ်ကဲ့ဆရာအဲ့တဏ္ဍာကွာစီးပါပဲဟုတ်ကဲ့ပါဆရာအဲ့ဒါနဲ့ကိုတည်တာကောင်းတော့ပါပါပါဟုတ်ကဲ့ပါဆရာရှင်ကျေးဇူးတင်ပါတယ်ဆရာရှင်အားလုံးစာဝနာကြီးဘုရားရှင်ကြပါစီဗျာ